ပင်လေးတွေကရေတောက်ရမှကြီးထွားလာတော့တာနော်ဆာလဲလေဟာယူလဲလေအဲ့ဆိုလို့ရှိရင်ပပောက်ချစ်ရင်ဒါလေးလဲမယ်အမှန်တမ်းပြောမယ်ကျွန်တော်ကပညာရေးပိုင်းမှာဆိုလို့ရှိရင်အားနေခဲ့လေကျွန်တော်ဆယ်တန်းကြပဲဒါပေမဲ့ဆယ်တန်းကြပေမဲ့ကျွန်တော်ဘဝိုက်တစ်ခုဆုံးရှုံးဘဝိုက်တစ်ခုလုံးဆုံးရှုံးသွားလာမှာမဟုတ်တာဆိုတော့ကိုရီကပညာရေးပိုင်းမှာအားနေခဲ့တော့ကုသသမီးလက်ကျရင်တော့စူးစမ်းပြီးတော့သူတို့ကဖြစ်ကိုဖြစ်ရမယ်ဆိုတော့ကျွန်တော်ပြမရနိုင်တော့တဲ့ဒီပညာရေးကိုအာကျွန်တော် လေးတွေလက်မှာကျွန်တော်100%ကျွန်တော်ပေးနိုင်ဖို့ကျွန်တော်ကြိုးစားနေပါတယ်ဟုတ်အမြဲတမ်းတော့ဥပမာကျွန်တော်ဆိုလို့ရှိရင်အခုဒီချင်းမိုင်ကနေမဲဆောက်ဆိုလို့ရှိရင်ဒါ network ခရီးပဲ network ခရီးဟိုဝေးတယ်ကျွန်တော်ပြန်လာလို့မလွယ်ဘူးဆိုတော့ဟိုမှလည်းအခြားအလုပ်တစ်တွေကျွန်တော်ထပ်ပြီးတော့မှတိုးပြီးလှုပ်ဆောင်တဲ့အခါမှာမိသားစုပြန်အချိန်ပေးဖို့တော်တော်အခက်အခဲဖြစ်တယ်ဆိုတော့ ချစ်နိုင်လားကျွန်တော်တပတ်ကိုအဲဒီမှာ3-4ရက်ဟိုမှာ3-4ရက်ကျွန်တော်နေဖြစ်တယ်နေဖြစ်တဲ့အခါမှာတော့ခုနပြောသလိုပဲအခက်အခဲလေးတော့နည်းနည်းရှိတယ်တခါကြတော့သားသမီးတွေဟိုကလေးတွေဖြစ်တဲ့အခါမှာဖျားနာတဲ့အခါမှာပြန်လာလို့အဆင်မပြေတဲ့အခါတွေရှိတယ်ဆိုတော့ time schedule ကို တော်တော်လေးဟိုဟိုကိုယ့်ဘက်ကပြန်လည်ပြီးတော့မှအာညနေရတဲ့အပိုင်းလေးတွေရှိတယ်ဒါပေမဲ့ခုနပြောပါကျွန်တော်တော့ကျွန်တော်မိသားစုတော့ကျွန်တော်ဘယ်တော့မှအာမထားခဲ့ဘူးမျက်နှာငယ်မခံဘူး ကျွန်တော်အမြဲတမ်းပြန်လာဖြစ်တယ်သူတို့နဲ့အမြဲတမ်း enjoy လေးလို့ဖြစ်တယ်အခုဆိုလို့ရှိရင်လည်းအဒီမှာကျွန်တော် browser နဲ့စကားပြောပြီးရင်ကျွန်တော်မနေ့ပြန်ကြလို့ရှိရင်ကျွန်တော် message ပြန်သွားမယ်ဒီနေ့ဆိုကလေးတွေကိုကျွန်တော်အကစားခွင့်လိုက်ပို့မယ်အဲ့လိုလေးပေါ့အမြဲတမ်းမိသားစုအချင်းလေးတော့ကျွန်တော်သူ့ကိုတပတ်တစ်ခါတော့ကျွန်တော်ပေးဖြစ်ပါမယ်ဟုတ်တာကိုတာကိုလင်းနေလင်းနေပြည့်တဲ့အတွက်ပြည့်တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းနေ ကျွန်တော်သားသမီးတွေကသူတို့ဖြစ်ချင်တဲ့ဟာပဲကျွန်တော်ကသူတို့လှုပ်ပေးဖို့ကျွန်တော်ကတနေ့တန်ချထားတယ်။အခုဆိုလို့ရှိရင်ဒီအငယ်ကောင်လေးသူကဒီအငယ်ကောင်လေးကသူက music world လာရပါတယ်။ဒါပေမဲ့လင်းနစ်ပဲရှိသေးတဲ့အခါမှာသူရဲ့အုံနောက်ထပ်မှာကျွန်တော်အများကြီးထည့်မထားခြင်းကျွန်တော်တင်တန်းတွေပဲဘာမှပေးသေးဘူး။ဒါပေမဲ့ဒီကောင်သူကသူ piano ရှင်းမှာတင်းတောင်တင်းတောင်သူကသူသတီးနေတာဟိုဟိုသူညံမိသလားပေါ့နော်သူကဒါပေမဲ့အများတိုင်းမဲ့သူ အားဖြင့်ဆိုကြည့်အဖေကတော့နားမသွားဖေကတော့သွားတီးတယ်သူကသူတီးပြီးတော့မှဟိုသူတချင်းဆိုရကျွန်တော်ရဲ့ page မှာဆိုကျွန်တော်တင်တာရှိရသူတချင်းဆိုတာလေးတွေအခုဆိုရအတန်တက်နေပြီအရန်နားတောင်လည်းချစ်ဖို့ကောင်းတဲ့ကလေးတန်လေးတဲ့အကြီးကောင်လေးကြတော့သူက music သိပ်ဝါသနာမပါဘူးအဲသူကြတော့ဒီ earth ပေါ့ဒီပကြီးဆွဲလိုက်ပါသူကဝါသနာပါတယ်ပြီးတော့နောက်တစ်ခုက तू ကအဲ့လိုမျိုး thinking စဉ်းစားပြီးသူသူကကျွန်တော်နေ့ရက်ဆိုတော့ကျွန်တော်သွေးပါတယ်ကျွန်တော်ဆိုစဉ်းစားပြီးတော့မှ ဘာအလုပ်တွေလုပ်ရင်ကောင်းမလဲဘလို့အစ်စ်အစမ်းလေးတွေလုပ်ရင်ကောင်းမလဲအဲ့ဒါကျွန်တော်ကိုယ်တိုင်တချင်းရေးတာတွေပါပေါ့နော်ဒါဒီချိန်မှာတော့သူက music တိတ်ဝါသနာပါတာတော့မတွေ့ရဘူးခုနအဲပဂျီတို့ပြီးရင်သူက engineer engineer သူဝါသနာရမ်းပါတယ်ဆိုအိမ်မှာပစ္စည်းလေးတွေဆက်တာပြတ်တာလို့သူကတူတချောင်းနဲ့လိုက်ပြီးတော့မှတူတချောင်းသူထုဆိုအဲပြတ်တာပို့ပြတ်သွားတယ်ဆိုတာမလုပ်ရဘူးတင်မလားလုပ်ရင်တပ်ပို့ပြတ်တယ်ဟာအဲ့ဒါဆိုတာဘလိုမျိုးသူက modern question မိကုန်ရမ်းမေးအဲ့ဒါဆိုတတဘလိုလို့ ဖြစ်လာတော့မှလည်းမဟုတ်ဘူးသားသားဖြစ်မှာသားခဏလေးစောင့်နေပပတို့လည်းပဲသားကို support ပေးမယ်ဆိုတော့သူ့ကိုနားလဲအောင်ပြောရတယ်ဆိုတော့သားနှစ်ယောက်ကဟိုအော်သူတို့ဝါသနာလေးကတော့တယောက်တစ်မျိုးလေးဆိုပေမဲ့နှစ်ယောက်စလုံးကလည်းချစ်ဖို့ကောင်းတယ်နှစ်ယောက်စလုံးကလည်းမိဘရဲ့ခံစားချက်တွေမိဘရဲ့လိုအပ်ချက်တွေအရန်နားလဲတယ်ခုကတည်းကကလေးတွေဆိုပေမဲ့အရန်ချစ်ဖို့ကောင်းတယ်ဟုတ်လဲပြီးဒီနေ့မှာစုအဲဒီနေ့မှာစုနော်သားလဲလေဟာယူလဲလေအဆောလို့ရှိရင်ပပောက်ချစ်ရင်ဒါလေးလဲမယ် အမှန်တိုင်းပြောမယ်ကျွန်တော်ကပညာရေးပိုင်းမှာဆိုလို့ရှိရင်အားနေခဲ့တယ်အပရိသတ်တီချင်ချင်မိတီချင်ချင်ကျွန်တော်ပြောပြမယ်ကျွန်တော်ဆယ်တန်းမအောင်ကျွန်တော်ဆယ်တန်းကြပဲဒါပေမဲ့ဆယ်တန်းကြပဲမယ်ကျွန်တော်ဘဝတစ်ခုဆုံးရှုံးဘဝတစ်ခုလုံးဆုံးရှုံးသွားတာမှမဟုတ်တာဆိုတော့ကျွန်တော်နိုင်ငံမှာကျတော့ပညာရေးပိုင်းကအင်မတန်မှအားနေခဲ့တယ်ကိုယ်တည်းလိုလူမျိုးတွေမှအများကြီးဆိုတော့ကျွန်တော်တို့ဒီချိန်မှာဟော ပညာရေးအားနည်းပြီးတစ်ဖက်နိုင်ငံမှာထွက်ပြီးအလလောရတဲ့မောင်နှမိုက်လည်းအများကြီးရှိတယ်ကတချို့လည်းဘွဲရပြီးတော့တစ်ဖက်နိုင်ငံမှာထွက်ပြီးအလလောရတဲ့လူလည်းအများကြီးမှာအများကြီးပဲเนาะဆိုတော့ကိုရီလိုလူမျိုးတွေအများကြီးရှိမယ်ဆိုတော့ကိုရီကပညာရေးပိုင်းမှာအားနည်းခဲ့တော့ကုသသမီးလက်ကျရင်တော့စူးစမ်းပြီးတော့သူတို့ကဖြစ်ကိုဖြစ်ရမယ်ဆိုတော့ဟာမိဘတွေရဲ့ဟိုဘယ်လိုပြောမလဲထားတဲ့စိတ်ပေါ့เนาะအဲ့ထက်မှကျွန်တော်လည်းပါတယ်ဆိုတော့ကျွန်တော်ဆိုဒီမှာဆိုသူတို့အကောင်းဆုံးအကြောင်းမှကျွန်တော်ထားတယ် လန်နာចောင်းဆိုလို့ရှိရင်တာကြီးဆိုလို့ရှိရင်သူ့ရဲ့တနစ်ဆိုလို့ရှိရင်ဘန်းငွေနဲ့ဆိုလို့ရှိအာ6သိန်းညခုနှစ်သိန်းလောက်ရှိတယ်ဆောမဖြစ်နိုင်ဘူးကျွန်တော်တို့အတကုံစူးစမ်းရတယ်ဒါပေမဲ့စူးစမ်းတယ်ပါဆိုကိုသားသမီးကိုဖြစ်စေချင်လို့ဆိုတဲ့အခါမှာကျွန်တော်တို့တို့တို့လေးတွေမျက်နှာမငယ်အောင်ကျွန်တော်ចောင်းအကောင်းဆုံးမှာထားတယ်ဒါပေမဲ့အဲ့ကျွန်တော်တို့လွယ်ကူလားဆိုတော့မလွယ်ကူပတ်စံအလကားမရဘူးလေကျွန်တော်အတကုံစူးစမ်းရတယ်ကျွန်တော်ရဲ့ dream ရှိတယ်တနေ့ကြလို့ရှိရင် အဲကိုမြန်မာပြည်မှာအဲ့လိုမျိုးပေါ့အဲဒုက္ခရောက်နေတဲ့ကလေးတွေကိုရက်ပညာရေးအတွက်ကိုကတော့အကောင်းဆုံးရက်တည်မယ်လို့အဲစိတ်ကူးထားတာရှိတယ်ဒါပေမဲ့လောလောဆယ်တော့မဖြစ်သေးဘူးနော်ကိုကစူးစမ်းဆဲဆိုတော့ဒီနေ့ကျရင်ဖြစ်လာမှာပါဟုတ် အရေးကြီးဆုံးပဲဆိုတော့အဓိကနိုင်ငံတနိုင်ငံပြုပြင်ပြောင်းလဲခြင်းလဲဆိုလို့ရှိရင်လေအဓိကပညာရေးကိုပြောင်းလဲမှအဲ့နိုင်ငံကပြောင်းလဲမယ်ပေါ့နော်ဆိုတော့အဲကြောင့်ကျွန်တော်ရဲ့ကျွန်တော်မရနိုင်တဲ့ကျွန်တော်ပြမရနိုင်တော့တဲ့ဒီပညာရေးကို အာကျွန်တော်ခလေးတွေလက်မှာကျွန်တော်100%ကျွန်တော်ပေးနိုင်ဖို့ကျွန်တော်စူးစမ်းနေပါတယ်